Do yeah. င်ဓမ္မကျမ်းကလေ့လာခြင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်ဗျာဒီကျမ်း73ကတော့အစာတန်နဲ့သူ့ကိုကုညီရဲ့လူတွေကိုကဘာကြီးကိုသူတို့ထိန်ချုပ်ပြီးတော့မကောင်းတဲ့အရာတွေနဲ့တိုက်ခိုက်မှုကိုပေါ်ပြတယ်။ဓမ္မကျမ်းကြီး74ကိုယုံမိပြီးတဲ့မနေ့ကလေ့လာတဲ့အခါကျတော့ယုံကြည်သူတွေကတီးခံလို့ရှိရင်စုံလန်းနောက်ဆက်ချင်းလောက တမဲချင်းတွေးဆောင်ခြင်းလောကစည်းစိမ်တမဲဆက် အရာအားလုံးကိုကျွန်တော်တိခါမယ်ဆိုလို့ရှိရင်တော့သာဝရကာလမှာတော့ဘုရားရှင်ဖော်ပြရတဲ့အရာတွေကိုလက်တစ်ပြည့်ချက်ချင်းတော့ဖော်ပြတာကျွန်တော်တွေ့ရတယ်။နောက်တစ်ခါတည်းမှာစီရင်ဘုရားရှင်အတွက်တစ္ဆာရှိရှိနဲ့အသက်တည်တဲ့အထိလူပေါင်းတသိန်း၄000၄000ရတဲ့တည်းကျွန်တော်တို့တွေ့ရပါတယ်။သူတိခဏ်ကြီးအားဖြင့် ခရစ်တော်ရဲ့အသွေးတော်ဖြင့်သူတို့သည်တန်ရှင်းတော်သူဖြင့်ရောက်တည်တယ်မကသူတိခဏရပြီးခရစ်တော်နဲ့တွေ့တဲ့အခါမှာမာတုယာဆိုတဲ့ဘွဲ့ကိုလည်းသူတို့ခံစားဆန်းစားရမှာဖြစ်ပါတယ်။နောက်ပြည်ရင်က14ရက်နောက်ဆုံးအခါလေးရတော့လူရီယာဘုရားသခင်စကားနာမတဲ့လူရီကိုနောက်ဆုံးစီရင်တဲ့အခါမှာသူတို့သွေးများကစပိတေနေရာတစားလို့ တခါလေအပြစ်စင်ကြီးရဲ့တင်္ကြန်အဖြစ်ဘလောက်အနစ်ဆက်ခံပြီးဒုက္ခရောက်မေးဆိုတာကိုဖော်ပြခြင်းဖြစ်ပါလေအခုကျန်ဗျာဒိညာ15ကိုလေ့လာမယ်ဗျာဒိညာ15ကိုလေ့လာတဲ့အခါမှာနတ်ဆုံးကပ်ဘေးကြီးခုနှစ်ခုကိုဖလားခုနှစ်လုံးတရားစီရင်ကြီးကိုလည်းခေါ်ပါလေပထမကျွန်တော်တစိတ်ခုနှစ်ချက်ပြီးတော့ တဘူခုနှလုံးအခုတော့ဖလားခုနှလုံးပါတော့ဒါနောက်ဆုံးတရားစီရင်ခြင်းပဲဖြစ်ပါလေအဲ့ဒီဘေးဒဏ်များကတော့အခန်း16ခုကနေစပြီးတော့စတင်တော့မယ်ညတွေ့လိမ့်မယ်။ဒါယခင်ကပြီးများနဲ့မတူပဲအဲ့ဒီဘေးဒဏ်တွေကတကဘာလုံးမှကြာရောက်ပြီးတော့မကောင်းမှုတွေအားလုံးကိုအဆုံးသတ်သွားမယ်ဖြစ်ပါလေ။တနည်းအားဖြင့်ဘုရားရှင်အမြတ်တော် အဆုံးသတ်ပြီးတော့အမြင့်ဆုံးအမြင့်တော်ဘုရားသခင်အမြင့်တော်ပြည့်စည်ခြင်းကိုဖော်ပြခြင်းလည်းဖြစ်ပါတယ်ဘုရားသခင်အမြင့်တော်ကုံဆုံးသွားခြင်းနဲ့ပြီးဆုံးသွားခြင်းနဲ့ကဘာကုံသည့်တိုင်အောင်ဖြစ်ပေမဲ့အကြောင်းအရာတွေတော့ဖော်ပြခြင်းဖြစ်ပါတယ်ဗျနိယခန်းကြီး15အငယ်1ကတဖန်တုံဘုရားသခင်အမြင့်တော်ကိုပြည့်စည်စေသောနောက်ဆုံးသောဘေးတော်ခုနှစ်ပါးရှိသော ကောင်းကင်တမခနှစ်ပါးဒီဟုသောကောင်းကင်၌အံ့ဩဖွယ်နမိတ်ကြီးတခြားတစ်ပါးကိုနာမည်၏အဩဇာကောင်းတဲ့နမိတ်ကြီးတခုမြင်နေတဲ့အငင်းနှစ်ယောက်လာတဲ့အခါမှာမိနစ်ရောသောဖန်ရေကံကဲ့သို့ရှိတယ်ကိုလည်းမြင်ရ၏တာရဲ့နှင့်၎င်းသူ၏ရုပ်ထုနှင့်၎င်းသူ၏နာမအရေးတွင်နှင့်၎င်းလွတ်၍အောင်မြင်သောသူတို့သည်ဘုရားသခင်စောင်းတော်ကို깟လျက် န်ရီကနားမှာရက်နေကြတဲ့ကောင်ကမြင်တယ်။ဒီຢာကတော့ဖြတိယ၄၆မှာဖော်ပြထားတဲ့ရေကန်နဲ့ဆင်တူပြီးတော့ဘုရားရှင်ပြလင်တော့တည်ရှိတဲ့နေရာကိုဖော်ပြခြင်းလည်းဖြစ်တယ်။အဲ့ဒီနေရာမှာဆိုလို့ရှိရင်မိနစ်ယောနတာခြင်းအဖြစ်အမျက်တော်နဲ့တရားစီရင်ခြင်းမိနစ်ယောနထားတဲ့ဖန်ရီကန်ဘုရားရှင်ပြလင်ရှိရာ ဘုရားရှင်တရားစင်ကြီးတယ်မိပြေယုံမိရတော့အမြတ်တော်ဒီနှစ်ခုရောပြီးတော့ဖော်ပြနေခြင်းဖြစ်ပါတယ်အဲ့ဒီဖန်ကြီးကနားမှာဆိုလို့ရှိရင်ရက်နေတဲ့လူတွေကစာတန်နဲ့စာတန်ရဲ့သိုးသောတားရဲ့ကိုအောင်နေတဲ့လူတွေဖြစ်တယ်ဖန်ကြီးကနားမှာဘုရားသခင်ရဲ့ပလင်တော်ရှေ့မှာရက်နေတဲ့လူကအောင်မြင်သောသူများဖြစ်ပါတယ်စာတန်ရဲ့တွေးဆောင်ခြင်းဖျားယောင်းခြင်းအမျိုးမျိုးကို အောင်မြင်တဲ့လူတွေညီစကြီးအမျိုးမျိုးကိုအောင်နေတဲ့လူတွေကိုပြီးမဲ့ဆီလာဖြစ်ပါတယ်အငယ်၃နဲ့၄ရတော့သူသူတို့ဒီဖျားသခင်ကြုံမောရှိတခြင်းနဲ့တိုးတငယ်တခြင်းကိုတည်၍အနန္တတကိုယ်ဤပြည့်စုံတော်မူသောသာဝရရှင်ဖျားသခင်ကိုတို့ဤအပြုမှုတို့သည်ကောင်းမြတ်၍အောဝယ်ဖြစ်ကြပါ၏လူမျိုးတို့ဤဘယင်ကိုတို့ဤအကျင့်တည်းလေးတို့သည်ဖြောက်မှဟုတ်မှကြ၏ ဒီမှာဆိုလို့ရှိရင်ဘုရားသခင်ဤကျွန်မောရှိရဲ့တခြင်းဟိုတော့တိဆိုတာကျွန်တွေ့နေမယ်ဒီဘုရားသခင်ရဲ့လူမောရှိရဲ့တခြင်းကိုထွတ်မြောက်ကြခြင်း15မှာကျွန်ဖတ်ကြည့်လို့ရှိရင်တိကနေ16လောက်အချိန်စီဒီမှာကျွန်တော်တွေ့ရလိမ့်မယ်နော်ထုခါမောရှိနဲ့ဣတရာအမျိုးသားတို့ဒီသရဖျားတည်ခြင်းဆိုသောစကားဟုမူကားသရဖျားဒီဘုံွေ့ ဘုံပွင့်လက်အောင်မွေးခံတော်မူသည်ဖြစ်၍ကိုရောအားတချင်းစုပါအံမြင်းနှင့်မြင်းစုတရားတို့ကိုပင်လေသေးသို့ချတော်မူပြီးစသဖြင့်ဘုရားသခင်ရဲ့နောက်ဆုံးစီရင်ခြင်းနဲ့အကြောင်းကိုဟုတ်ဒီတယ်မျိုးတွေကိုအေဂိုရီပီယာကဲနှုတ်တဲ့စီရင်ခြင်းနဲ့အကြောင်းတွေမှာဖော်ပြရတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်ဗျာဒိညာခန်းကြီးစင်္ဂငယ်34ရတော့ မောရှိရဲ့တခြင်းရာဣတိရလူမျိုးများအဂရီပီမှာလက်မြောက်လက်ချင်းကိုပွဲခံ၍ဆိုတဲ့တခြင်းဖြစ်တဲ့ထွဋ်မြာကြခင်ဆိုင်နာမှာဒါကိုဖော်ပြထားပါတယ်တခါလို့ဖတ်ကြည့်ပါ သူတငယ်တခြင်းကဘုရားသခင်ရဲ့လူများကစာတန်လက်ကနေအဆုံးတလွတ်မြောက်သွားခြင်းကိုဖော်ကြည့်ခြင်းဖြစ်တယ် we free from the present of sin ပန်ဒီယံလာဝီ ဖာဝေါ်ကလွတ်သွားပြီအခု present sin ကဖခင်မျက်ပေါက်တော်မှာဒီခါလေးပြန်ဖန်ရင်ကနာမကျွန်တော်ဝင်စားနေရဖြစ်တယ်တခဲအင်္ဂါငါးကငါးကနေရှေ့အထိကြည့်ထူနောက်ငါကြည့်ရင်ကောင်းကင်ဘုံ၌တသက်ခံရမှုချက်ထပ်ပနာတဲတော်ရှိသောဘိမှန်ကိုဖွင့်ထားပြီးဘေးတံခုနှစ်ပါးရှိသောကောင်းကင်တမခုနှစ်ပါးတို့သည်စင်ကြယ်ပြောင်းလဲသောပိုက်ဆံအဖို့ကိုဝတ်လက် ရင်၌ရှိရင်စည်းကိုစည်းလက်ဗိမ္မာန်တို့ရဲ့ခွထွက်လာကြ၏တတဘာ၄ပါးတွင်တဘာသည်ကဘာအဆက်ဆက်အသက်ရှင်နေမှုသောဘုရားသခင်၏အမြင့်တော်နှင့်ပြည်တော်ရှိဖလားခုနှလုံးကိုကောင်းကင်တမခုနှစ်ပါးတို့အားပြီးဘုရားသခင်ဘုံတကူတို့အာနုဘောတို့ကြောင့်ဗိမ္မာန်တို့သည်မိဂုနှင့်ပြည်၏ကောင်းကင်တမခုနှစ်ပါး ဘေးကြောင့်ခုနပါမကုန်မိတိုင်အောင်ဗိမ္မာန်တို့ထဲသို့အဘယ်သူမြမဝင်နိုင်တတိခရမကြကသဗ္ဗနာတဲတော်ကိုပရိသစီဝေယတဲတော်လို့ဂရိဘာသာအဖြစ်ပေါ်ပြထားပါတယ်ဒီပထနာတဲတော်ကိုဂရိဘာသာအဖြစ်ပရိသစီဝေယတဲတော်ထွေမြောက်ကြအခန်းကြီး40အငယ်34ထွေမြောက်ကြအခန်းကြီး40 အငွေ34နဲ့35မှာကြည့်ရင်ဒါကိုကျွန်တော်တွေ့ရပါမယ်။ရုပ်ပုံဖြင့်ဖော်ပြခြင်းသည်ပရိညာစစ်တာကတဲတော်ထင်၌တီဗီတောထင်၌ထွတ်မြတ်သောအချိန်ကာလတို့ကိုကျွန်တော်တို့ကိုတတိယဘုပြန်လည်ပို့ဆောင်ခြင်းဖြစ်တယ်။တနည်းအားဖြင့်ဆိုရင်မိမိလူတို့အလယ်တွင်ရှိသောဖျားသခင်မျက်မှောက်တော်ကိုပုံဆောင်ခြင်းဖြစ်တယ်။ဖျားသခင်ကသူ့လူတွေအလယ်မှာရှိတယ်ဆိုတော့ ပုံဆောင်နေခြင်းလည်းဖြစ်ပါတယ်ဗိမာန်တွေကထွက်လာတဲ့ကောင်းကင်တမန်တွေကစင်ကြယ်တဲ့ပြောင်းလဲတော့ပုချုပ်ကိုဝူရွှေရင်စည်းရင်မှစီထားကြတယ်သူရဲ့ဝတ်စုံကယုပရိမင်းရဲ့ဝတ်စုံကိုအောင်မီတတိယစီတယ်ဘုရားသခင်ပေးတဲ့အတိုင်းပဲမောရှေလုပ်တဲ့ယုပရိမင်းရဲ့ဝတ်စုံနဲ့တူတယ်ဒီနေ့အဖြစ်ကျွန်တော်တို့ကယုပရိမင်းကဲဆိုအဲ့ဒီမှာလက်တွေ့ဘုရားသခင်ရဲ့ ဟီဘရိုဟိမင်းနေနဲ့ခံစားရမှာဖြစ်တယ်။ပျက်စီးချဆာခြင်းအကျင့်ဖောက်ပြန်ခြင်းတို့နဲ့မရမတရားမှုတွေကနေကင်းသွကြောင်းကိုပြတာခြင်းလည်းဖြစ်တယ်။ဟီဘရိုဟိဖြစ်တယ်။ခန္ဓာလောကကြီးရဲ့ဖောက်ပြန်ခြင်းနေမတရားမှုတွေပျက်စီးခြင်းအကျင့်ပျက်ဖောက်ပြန်ခြင်းတရားအလုံးနဲ့လွတ်မြောက်သွားပြီးတော့တန်ရှင်းပြီးတော့ဘုရားရှင်ယိပရဟိမင်းနဲ့အဖြစ် အဲ့ဒီလိုကျွန်တော်တို့ပုံဆောင်ပြသနေပါတယ်ဘိမှန်တို့မှာပြည့်နေတဲ့မိကောတော့ဘုရားရှင်ဘုန်းတော်နဲ့တကိုးတို့ကိုထင်ရှားပြသသည်ဤတရားစီရင်မှာလွတ်ရလာမရှိပါဘူးဒါကြောင့်ဘုရားခင်ရဲ့ဘုန်းတော်ရောက်လာရင်ဘိမှန်တို့မှာဆိုရင်မောရှိတော့ဝိညာဉ်မဝင်နိုင်တော့အထဲဝင်လို့မရပါဘူးဘုရားရှင်ဘုန်းတော်တိတ်ကြီးလေတော့ဒါဘုရားရှင်မြင့်ပေါတော်လို့ပြောလိုက်တဲ့အခါမှာဘုရားရှင်ဘုန်းကြွလာတဲ့အချိန်ကိုပြောခြင်းဖြစ်တယ် ဘုရားကြီးမျက်မှောက်တော်မှာဘယ်သူမှနေလို့မရဘူးရက်တည်လို့မရဘူးအပြည့်မှာထွက်နေကြတယ်ဒါဒီကနေ့ဘုရားကြီးမျက်မှောက်တော်လို့ပြောလိုက်တဲ့ခါမှာကျွန်တော်တို့ကပြောမြတ်ဖြစ်နေတယ်ရှိမှခွန်ပြကားကြဟောကြားရှိကြတယ်ဘုရားကြီးဘိုးတော်ကြွလာရင်မောရှိတာမှအပြည့်ကိုခဏထွက်နေရတယ်နောက်ကဗျာဒိကျန်အခကြီး၅ငငယ်ရှိကဘုရားကြီးဘုန်းတကူတော်ကြောင့်ဗိမ္မာန်တော်ဒီမိကုန်နေပြည့်ပြည့်ကောင်းကင်တမန်ခုနှစ်ပါးဤ ဘေးခုနှစ်ပါးမကုမိတဲ့အောင်ဘိမှန်တော်ဆိုအဘေသမ ्या မဝင်နိုင်ဘုရားသခင်ဘုံကြွလာတဲ့ခါမှာဘိမှန်တော်ထဲမှာဘယ်သူမှဝင်နိုင်တော့ဘူးနောက်တရားဘုရားရဲ့မျက်မှောက်တော်ဟာဘုရားရဲ့အမတန်မှတကူနဲ့ပြည့်စုံပြီးတော့သူ့ရဲ့အလင်းကထွန်းလင်းတော့ကြောင့်မောရှိတယ်မှာကြောက်ကလေးမြင်လိုက်တာနဲ့တောင်အောင်ရှင်တွေကသူ့မျက်နှာရောင်ကြည်ထွန်းလင်းလို့ကြည့်လို့မရဘူးဖုံးထားရတယ်လူတွေကြည့်နိုင်ဘူးအဲ့လိုဖုံးတဲ့စကားပြောရတယ် ဒါကြောင့်တနည်းအားဖြင့်ပြောမယ်ဆိုရင်ခရစ်တော်နဲ့ပြန်တွေ့တဲ့အချိန်ကြရင်မကောင်းမှုတွေအားလုံးကိုကိုယ်တို့ရဲ့စီရင်ခြင်းအားဖြင့်မဖြစ်စီမီခရစ်တော်နဲ့အတူကျွန်တို့သာဝရစူးစမ်းကြည့်ရဲ့အစပြုလိမ့်မည်မဟုတ်ဘူးဘူး။ဒါမကောင်းမှုတွေအားလုံးကိုကိုယ်တော်စီရင်ခြင်းဖြစ်စီပြီးတော့မှခရစ်တော်နဲ့ကျွန်တော်သာဝရစူးစမ်းခြင်းဟာအစပြုမယ်ဖြစ်ပါတယ်။တစ္ဆာရှိသောသူတို့သည်ကိုယ်တော်၏အခြင်းစရာဖွင့်ပြလာသည်ကို စောက်ဆိုင်ရမယ်။နော်တစ္ဆာရှိတဲ့လူတွေကဘုရားသခင်အချင်းစရာဖွင့်ပြတာကိုစောက်ဆိုင်ကြမယ်။ဒါကြောင့်ပြတိကျမ်း15ကတူပေမဲ့လည်းကျွတ်တဲ့အမှန်တရားမကောင်းတဲ့အရာကဘုရားသခင်မျက်မှောက်တော်ရောက်သွားတဲ့အခါမှာအပြစ်တွေကင်းစင်ပြီးတော့နော်ဘုရားသခင်ဘုန်းတော်ကြွလာတဲ့အခါမှာကျွန်တော်တို့ဘုရားသခင်ဘုန်းတော်နဲ့ဘုရားသခင်ကြီးမြတ်ခြင်းတနည်းအားဖြင့်မကောင်းမှုတွေအားလုံးက ိုရီးယားတရားစီရင်ရေးအဖြစ်မဖြစ်စည်းမီခရစ်တိုနဲ့အတူကျွန်တော်ထာဝရအသက်ကိုထာဝရစုံစမ်းခြင်းကိုအစားပြုမှာမဟုတ်သေးဘူးဒါဒီအလုံးရှင်းပြလိုက်ပြီးမှကောင်းကင်ဘုံမှာဆာလာစုံစမ်းခြင်းလည်းမရှိတော့ဘူးကျွန်တော်အဲ့ဒီမှာထာဝရကာလကိုအစားပြုမှာဖြစ်ပါတယ်ဒါကြောင့်မကောင်းမှုတွေအားလုံးကိုရီးယားစီရင်ခြင်းအဖြစ်ဖြစ်စည်းပြီးတော့ ိုရင်းနဲ့အတူထာဝရဆူဇန်တော်နေရာကိုဝင်ဖို့အခုတွေကကျွန်တော်ခရစ်တော်ကိုယုံကြည်ပြီးတော့သူအသွေးတော်အဖြစ်ရှေ့တော်ဖြောင်းမခြင်းရပြီးတော့အေးအေးဖြောင်းမခြင်းကေတင်ရတယ်လို့ဆက်ပြီးတော့ကောင်းသောအချိန်မှာအမြဲကျင်လေပြီးတော့အသက်ရှင်တော်ကြရင်ထုံနေရင်နဲ့ရဲရင်တော့အခွင့်ဝမ်းမြောက်ခြင်းခွင့်နဲ့ဘုရားသခင်နဲ့အတူစိုးစားရခြင်းကိုကျွန်တော်ခံစားရမှာဖြစ်ပါလေ။ကြံပြတိကျ15ကတော့တူပြီမဲ့ကျွန်တော်သက်တာမှာတိတ်ပြီးတော့တင်ကန်းတာ ယူเสียကောင်းပါလေလောကမှာနေစဉ်စုံတန်းခြင်းနေနောက်ဆက်ခြင်းနေဖျားယောင်းခြင်းနေအမျိုးမျိုးလာလိမ့်မယ်ဒါတွေကိုအောင်မြင်သောသူကိုဖျားရင်ပေးမယ်သုတ္တကိုရဖို့ဖျားရင်ပြင်ဆင်ထားတယ်ဒါမဲ့အပတ်မှာတော့ဗျာဒိကျန်ခန်းကြီး16ကိုကျော်လေ့လာမိဖြစ်ပါလေဗျာဒိကျန်16ကတော့အခန်းငယ်20နဲ့တခန်းရှိပါလေသူကတစ်ကနေ9မှာတစ်ပိုက်ဖြတ်တယ်ရှစ်ကနေ 16မှတစ်ခုပြပြီးတော့18:27နဲ့3 byte အဆုံးတတ်ထားပါလေ။ဒါသေချာတော့ဖတ်လာပြီးတော့လာမယ့်အပတ်မှလည်းဆက်ပြီးတော့ဖြားရည်ကြံကိုကျွန်တော်တို့ဆက်လက်လေ့လာကြဖို့ဖြစ်ပါလေ။ကိုကိုလှည့်ဖြားပြီးတော့ဒီကဘတရားတွေကိုနာယူမြတ်သာပြုသူတို့မဟုတ်တရားတော်ကိုလိုက်လျှောက်ကြင်ကြံတော်သူဖြစ်ခြင်းအဖြစ်ဘုရားသခင်ရှိတော်မဟုတ်ပါကနအညစ်ကြေးအားနဲ့ကင်းစင်ပြီးတော့ဖန်ကြီးကနားမှာတန်ရှင်းသော ယေဘုဟိတိဝတ်တဲ့ဝိယုံနဲ့ဖြူစင်ခြင်းနဲ့ဘုရားကြီးမျက်မှောက်တော်မှာတူဝင်ချစ်ကနေအောင်ယခုတည်းကပြင်ဆင်ကြပါစို့အရောက်တိုင်းကိုဘုရားကြီးကောင်းကြီးပေးပါစေ